လာပါခင်ဗျာ2025ခုနှစ်အောက်တိုဘာလ22ရက်မြေလက်အတန်ရဲ့တနေ့တာသတင်းအစီအစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့စစ်ကြောင်းထိုးခံရတဲ့ဆလင်းကြီးကိုလေကြောင်းကနေပုံထက်ကျဲလို့အရသာနှုတ်ဦးတည်ဆုံးပြီးတဦးခြေတော့ပြတ်ခဲ့တဲ့သတင်းကိုတင်ဆက်ပါမယ်စကိုင်းတိုင်းဆလင်းကြီးမျိုးနဲ့ထမ်းမှုကြီးရွာကိုစစ်ကောင်ပြင်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူနှုတ်ဦးတည်ဆုံးပြီးတဦးဒဏ်ရာရခဲ့တယ်လို့ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေစီကသိရပါတယ်အော်တိုဘာ20ရက်မနေ့ကညနေ9:00ခန်းမှာ ုံရအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကနေတက်လာတဲ့စစ်တပ်လေဒီ2စီးဟာထမ်းဘူးကျေးရွာဝင်ကျင်ကိုဘုံသုံးလုံးကျဲချခဲ့ရာကျေးရွာအတွင်းနေအိမ်တွေပေါ်ကိုကြားရောက်ပောက်ကွဲခဲ့တာလို့ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးကမြေလက်တံကိုပြောပါတယ်။ဘုံထိမှန်တာကြောင့်စလင်းကြီးမြောက်ဘက်ကျေးရွာတွေကနေထမ်းဘူးရွာမှာဆစ်ဆောင်နေတဲ့အသက်22နှစ်ဝင်ကျင်လင်းမင်းနှုတ်ဦးတည်ဆုံးခဲ့ပြီးအသက်50ကျော်အရွယ်အမျိုးသားတဦး6နှစ်ပတ်လုံးပြတ်တောက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကအောက်တိုဘာ16ရက်ကစတင်ကစလင်းကြီးမြို့နယ်ဖောင်းလကရွာနဲ့ ဝမ်ပောင်ကျင်းနီဆက်ရုံအနီးဝန်းကျင်ကျေးရွာတွေကိုအင်အား200ကျော်နဲ့စစ်ကြောင်းထိုးလာလို့ဒေတာရွဲ့မှာအောက်တိုဘာ20ရက်မနေ့ကအထိတိုက်ပွဲတွေဖြစ်ပွားနေတာပါစစ်ကောင်ပြင်ဘက်ကစစ်ကြောင်းထိုးနေပေမဲ့ရှေ့ဆက်မတိုးနိုင်တာကြောင့်လေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူယူပြီးနေ့စဉ်ပစ်ခတ်နေတာလို့ဆိုပါတယ်စစ်ကြောင်းထိုးတာနဲ့လေကြောင်းလက်နက်ကြီးပစ်ခတ်နေတာတွေကြောင့်ရွှေလီလက်ပရောင်တောချောင်းတုံရွာလယ်ဒီနဲ့ဆယ်တဲ့အပါဝင်ရွာပေါင်း20ခန်းကဒေတာကန်1000ကျော်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ် စစ်တပ်ကအင်အား1500ဝန်းကျင်နဲ့ထိုးစစ်ဆင်နေလို့ NUG တပ်တွေသိမ်းထားတဲ့ကလေးမြောက်ပိုင်းစခန်း၅ခုပြန်ပေးလိုက်ရတယ်လို့သိရပါဗျ။စကိုင်းတိုင်းကလေးမြို့နယ်မြောက်ပိုင်းကအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက် PDF တပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့စခန်း၅ခုကိုပြန်လည်လက်လွတ်ခဲ့ရတယ်လို့မြေပြင်အခြေအနေကိုသိရှိသူတွေကပြောပါဗျ။လက်လွတ်လိုက်ရတဲ့စခန်းတွေဟာကလေးမြောက်ပိုင်းကကံကြီး၊ကန်တာယာ၊နန်းဆောင်မှု၊ရာစကြိုကြေးရွာတွေကစခန်း၄ခုနဲ့လက်ပံချောင်းရဲစခန်းဖြစ်ပြီးအောက်တိုဘာ20ရက်မှာတော်လိုင်းတပ်တွေကစုခွာပေးလိုက်ရတာက လက်ရှိအဲ့ဒီနေရာတွေမှာစစ်ကောင်ပြင်တပ်သားတွေပြန်လည်အထိုင်ချထားပြီလို့ကလေးဒေသခံတော်လိုင်းတပ်ဖွဲ့ဝင်တဦးကမြေလက်အံကိုပြောပါရယ်စစ်ကောင်ပြင်တပ်ကကလေးတမှုအာရှကားလမ်းမှာကိုအပြည့်အဝထိန်းချုပ်နိုင်ရေးဇွန်လကစတင်ကစစ်ကြောင်းထိုးထိုးစစ်ဆင်နေတာဖြစ်ပြီး၃လကျော်ကြာလက်ရှိထိုးစစ်မှာစစ်အင်အား1500ခန်းပါဝင်တာကြောင့်အခုလိုလက်လွတ်ခဲ့ရတာလို့သူကဆိုပါရယ်စစ်ကောင်ပြင်တပ်ကိုထောက်ခံရေးသားနေတဲ့ Telegram channel တွေမှာတော့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအခိုင်အမာခံစစ်ယူထားတဲ့ကန်တာယာရွာကို တင်ပတ်ရရှိခဲ့တယ်လို့ဓာတ်ပုံအနေနဲ့တကွာရေးသားဖော်ပြထားပြီးလက်လွတ်ခဲ့ရတဲ့စကမ်းတွေမှန်ကန်ကြောင်း PDF တပ်ဖွဲ့ဝင်တွေကလည်းအတည်ပြုပါတယ်။ NGO လောက် PDF တပ်တွေကရာဇကြိုစကမ်းနဲ့လက်ပံကြောင်ရေးစကမ်းတွေကို2023နိုဝင်ဘာလကန်ကြီးနဲ့ကန်သာယာစကမ်းကို2024ဖေဖော်ဝါရီလနန်းဆောင်မှုစကမ်းကို2025စက်တင်ဘာလတွေမှာအသီးသီးတိုက်ခိုက်သိမ်းပတ်ရရှိခဲ့တာဖြစ်ပြီးရာဇဂျုံနဲ့လက်ပံကြောင်စခန်းတွေကိုနှစ်နှစ်ခန့်ကြာထိန်းချုပ်နိုင်ခဲ့တာပါဒီကနေ့အောက်တိုဘာ22ရက်မှာစစ်ကောင်ပြင်တပ်ကမြားစိမ်းနဲ့မော်စီကျေးရွာတွေကိုဝင်ရောက်ပြီ လူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေသလိုဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်းနေ့စဉ်တိုက်ပွဲဖြစ်ပွားနေတာကြောင့်ကလေးမြောက်ပိုင်းကျေးရွာ14ရွာကဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။မန္တလေးမှာငလင်ထိထားတဲ့လေးတဲ့တိုက်ကိုဖြိုချရာကဘိန်းမော်ပြိုကြပြီးလူတွေပါပြိမိနေတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပါမယ်။မန္တလေးမြို့ချမ်းရင်သာဆန်မြို့နယ်မှာငလင်ထိထားတဲ့တဲခိုကံကိုဖြိုချရာကဘိန်းမော်ကိုပြိုကြပြီးနေရင်အတွင်းလူတွေပြိမိနေတာကြောင့်ကဲထုတ်ဖို့စူးစမ်းနေရတယ်လို့လူမှုကွန်ရက်အသင်းတွေဆီကသိရပါဗျ။ အော်တိုဘတ်21ရက်ဒီကနေ့နေ့လယ်ပိုင်းမှာချမ်းရည်တာဇံမြို့နယ်85လမ်း33 34လမ်းကြားမှာရှိတဲ့ငလင်တန်သိန်းအထက်မြင့်လေးတက်ရှိတဲခိုကန်ကိုဖြိုချရာကနဘေးရှိအုတ်ခန့်ပြင်အောင်နေနှလုံးပေါ်ပြိုချသွားတာလို့သိရပါဗါဒ်အစာအုပ်နဲ့ပြီးမိနေသူတွေဟာနှစ်ယောက်မကရှိပြီးကဲထုတ်ဖို့ကြိုးစားနေတယ်လို့မန်းလေးခြေဆိုင်လူမှုကွန်ရက်အသင်းတာဝန်ရှိသူတို့ကမြေလက်အံကိုပြောပါဗါဒ်တိုက်ပြိုချတဲ့နေရာဟာရက်ကွက်လမ်းကြားဖြစ်တာကြောင့်ဘေးနေအိမ်တွေကိုပြီးမိခဲ့တာဖြစ်ကအစာအုပ်တွေကြာပြီးမိနေသူတွေတဲကအမျိုးသားတအုပ်နဲ့ကယ်ဆယ်ရေးအဖွဲ့တွေ အဆက်အသွယ်ရရှိနေပြီးစကားပြန်လည်တုံ့ပြန်မှုရှိတယ်လို့ဆိုပါတယ်။လက်ရှိမှာနေအိမ်တွင်အဆောက်အဦတွေပြီးမိနေသူကိုရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလုံဆောင်နေစေဖြစ်ပြီးထိခိုက်မှုအခြေအနေနဲ့ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကိုတော့မသိရသေးပါဘူး။မန်းလေးမြို့မှာမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားကြီးငလင်းအပီးငလင်းတန်းထိတာတဲ့အဆောက်အဦတွေကိုဖြိုချရာကလူ3ဦးထက်မနည်းသေဆုံးမှုရှိထားတယ်လို့မြို့ကန်တွေနဲ့လူမှုကူညီအဖွဲ့တွေစီကသိရပါဗျာ။ နောက်ဆုံးတစ်ပုတ်အနေနဲ့တင်ဆက်ပေးမှာကတော့မိုးကုတ်ကပေါ်လုံးကွင်းဘုံကျဲခံရလို့အမျိုးသား၃ဦးသေဆုံးခဲ့တဲ့တဲ့မှာမန်လေးတိုင်းမိုးကုတ်မြို့ရှိဖူဆယ်ပေါ်လုံးကွင်းကိုစစ်ကောင်စီတပ်ကအောက်တိုဘာ၂၁ရက်နေ့လယ်၃နာရီကမှဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား၃ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကသိရပါတယ်။မိုးကုတ်မြို့အရှေ့ပိုင်းကန်တော်ရက်ဖျားငါးစုအနီးရှိဖူဆယ်ပေါ်လုံးကွင်းကိုဘုံဒီနှလုံးကျဲချခဲ့တာကြောင့်အသက်၂၀ဝန်းကျင်ရှိတဲ့အမျိုးသား၃ဦးသေဆုံးခဲ့တာလို့မိုးကုတ်မြို့ကအမျိုးသားတူကပြောပါတယ်။ တည်ဆုံးသူမျိုးသား၃ဦးနဲ့ပတ်သက်ပြီးအသေးစိတ်အချက်အလက်တွေကိုမြေလက်အတန်းကစုံစမ်းနေဆဲဖြစ်ပါတယ်။မြေလက်ဒေတာကသတင်းတွေကိုတင်ဆက်ပေးနေတယ်။မြေလက်အတန်းရဲ့နေ့စဉ်သတင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ည၈နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးမြေလက်အတန်းရဲ့ဝက်ဘ်ဆိုက် YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။